သိန်းတစ်ထောင်နဲ့ကြောက်ကက်ဆေးဆက်ကိုသိန်းသုံးထောင်ဆိုပြီးအလှစရင်လိန်ခဲ့တဲ့ခိုင်နှင်းဝေဒီလိုမျိုးလိန်လဲခဲ့တာကတော့တော်ယုံပရိသတ်တွေကမသိကြပဲစီးပညာနယ်ပယ်ကကျွမ်းကျင်သူတွေပြောပြလာတာဖြစ်ပါတယ်။သူတို့လည်းတခြားအပိုင်းတွေအကုန်ကိုမသိပေမဲ့နေပြည်တော်ကနေတစ်ထောင်ဆေးရုံကြီးမှာလှူဒန်းထားပါတယ်ဆိုတော့ကြောက်ကက်ဆေးဆက်ကြီးကတော့သိန်းတစ်ထောင်မဲတန်မိုးရှိရာကိုသိန်းသုံးထောင်ဆိုပြီးလိန်ထားကြောင်းပြောလာခဲ့တာပါ။ကျွမ်းကျင်သူတွေအနေနဲ့ဒီဆက်ရဲ့အကြောင်းကို တိကျစွာသိရကြောင်းဘယ်နိုင်ငံကထုတ်တဲ့ဆက်လဲဆိုတာလဲခွဲခြားနိုင်ခဲ့ပါ යි အခုကတော့တရုတ်နိုင်ငံကဝယ်ထားတဲ့ဆက်ဖြစ်ပြီးမြန်မာငွေ3000ပေါင်တောင်မကုန်ကြနိုင်ပါဘူးဒါကိုခိုင်နင်းဝေရဲ့စီးရဲမှာတော့ဆက်တံပိုးစုစုပေါင်း3000ပေါင်3000တူတန်းပါတယ်ဆိုပြီးပြောခဲ့ရပါဒီတစ်ချက်နဲ့တင်တခါလေးနဲ့ သိန်းပေါင်း2000စည်ရင်ဖြောက်ထားတယ်ဆိုတာသိသားစရာဖြစ်ပါတယ်။တခြားသောစည်ရင်တွေမှာဆိုရင်လည်းမလူတာကိုလူတယ်လို့ပြီးစည်ရင်တွေဖြောက်ထားအောင်မအသေးချပါပဲ။ပြည်သူတွေမသိနားမလည်ဘူးဆိုပြီးစည်ရင်တွေကိုလိန်ချင်တိုင်းလိန်နေရလဲတော်တော်များနေပြီဖြစ်ပါတယ်။ပရာဟီတာလုပ်တယ်ဆိုပြီးအခုလိုအလူစည်ရင်တွေကိုအကုန်လိန်နေရဲ့အပေါ်ပရိသတ်တို့အမြင်လေးတွေရှင်လဲပြောပြခဲ့ကြပါအောင်ရှင်။